ဟေးယောဝလုံးပဲမင်္ဂလာပါဧပြီလ9ရက်နေ့ရညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ချန်နယ်ကိုအချင်းပြပြကိုချင်းတီအားပေးနေတဲ့တမင်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တတင်းလေးတွေစကြရအောင်နေပြည်တော်မြန်မာမိယထအင်ယာများငလင်တန်ကြောင့်ပြုတ်ချပျက်စီးပြီးနန်စီဒီယံဝန်ထမ်းနဲ့မိသားစု1600ကျော်ကေကူတူမိနေကြောင်းမြန်မာမိယထယုံချုံမှတာဝန်ရှိသူတအုပ်ကပြောဆိုထားပါတယ် ငလင်ချောင်းမြန်မာမိရထဝန်တန်းနဲ့မိသားစုဝင်၁၂ဦးတိတ်ဆုံးပြီးဆလေးဦးအပြင်းနဲ့ထန်တန်းရရရှိခဲ့ကြောင်းသိစီရပါတယ်။တရင်နှစ်ပြီးအဆုံဖတ်ချင်ရင်တိချင်ရင်ကျွန်တော်ဘဲမှတင်ထားပါတယ်။ဆဲတော့မကောင်းဘူးထပ်တူဝနေပါတယ်။ဒါပေမဲ့ထုံစံတိုင်းမို့ကွာကောင်းလိုက်တဲ့တင်တော့တင်ယနေ့နာနေစီနာရီအချင်းတီမြန်မာနိုင်ငံတဝန်ငလင်တန်ကြောင့်တိတ်ဆုံးသူ2446ဦးရှိပြီးဒဏ်ရာရရှိသူ3639ဦးနဲ့ ပြောက်ဆုံးသူ383ဦးရှိကြောင်းသိရှိရပါတယ်။အားလုံးအတွက်စိတ်မကောင်းပါဘူးထပ်တူဝနေပါတယ်။နောက်တရင်မလေးတိုင်းမိထလာတက်နေတွင်ငလင်ကြောင်းစစ်တပ်ဖက်မှ20ကျော်တေဆုံးခဲ့ပြီးအမတ်တီတမတော်အကြီးအစားဆက်ယုံတွေလည်းတေဆုံးမှုများပြားကြောင်းမိထလာတက်နေစီတက်အတိုင်းအဝိုင်းထမ်းမှသိရှိရပါတယ်။တရင်အပြည့်အစုံပေးမှတင်ထားပါတယ်။ဖလှယ်ရပါတယ်။ကောင်းလေးတဲ့တင်းနောက်တရင် ရန်ကုန်တိုင်းမြို့နယ်တိုင်းတွေလုံချုံရဲနဲ့အကြမ်းဖက်မှုနှိမ့်နှီးရဲအဖွဲ့လုံချမ်းများဖွဲ့စည်းရန်ညှို့ချတာပြီးလဆာဖြစ်တလားလင်တလားဝေချာနှစ်သိန်းပေးမီဖြစ်ကြောင်းရန်ကုန်တိုင်းစစ်ကောင်စီမြို့နယ်အထွေထွေအောက်ချုပ်ရဲဦးစီးဌာနမြတ်ထံတော့ညှို့ချချက်ထုတ်ပြန်ထားပါတယ်လုံချုံရဲကိုစစ်တပ်ရဲတောင်းနဲ့အတူပူးတွဲတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းတမြုံနေလင်လုံချန်းအဖွဲဝင်း90ဦးဖြစ်ဖွဲ့စည်းမိဖြစ်ကြောင်းသိရှိရပါတယ်ဘူးတော်တွေပါကွာဘူးတော်တွေတုံးစားလို့မရတဲ့ဘူးတော်တွေပေါ့နော် လောက်မရှိကိုင်းမရှိကောင်းတွေပေါ့မှာနောက်တည်းမြန်မာငလင်ဘေးအတွက်ဂျပန်အစိုးရကရန်ငွေတန်ကူရခန်ကုငီမီဟုတ်တီစရပါလေဂျပန်ကေဆေးရွေလဲအခုမြန်မာပြည်မှာရောက်နေပါပြီဂျေယုတင်ပါတယ်ဂျပန်အစိုးရတွေကောင်းလိုက်တဲ့တတင်းတော့တတင်းတောင်ကိုရီးယားနာမီချိုယောရှင်မင်တမီကင်ကိုအွန်ဟာမြန်မာနိုင်ငံကငလင်ကေဆေးရဲ့လောက်ငန်းတွေအတွက်တောင်ကိုရီးယားဝန်တန်90ထောက်ပံ့လူဒဏ်ကိကြောင်းတီစီရပါတယ် နာမည်ဖတ်မှားလို့ဆိုခွင့်လွှင့်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။ကောင်းလေတဲ့တတင်းတော့တတင်း။အင်အားပြင်းလည်လှောက်ခတ်မှုကြောင့်တေဆုံခေရတဲ့အထောက်အထားစီရွှေ့ပြောင်းအလောက်တမားတွေအတွက်တရုတ်ကထိုင်းဘက်ငွေ16တင်းစီပေးသွားမယ်လို့ထိုင်းအစိုးရကဧပြီလ2ရက်မှာထုတ်ပြန်လိုက်တယ်လို့ WAG ရွှေ့ပြောင်းမြန်မာအလောက်တမားကုင္ကြီးဆောင်ချောက်ရဲ့အဖွဲ့ကပြောဆိုထားပါတယ်။တေဆုံသူ15ရောက်ထဲမှာမြန်မာကမ္ဘောဒီးယားလာအိုတို့ကရွှေ့ပြောင်းအလောက်တမားတွေပါဝင်တယ်လို့သိရပြီး အထောက်အထားမဲ့တည်ဆုံသူအလောက်သမားတွေအတွက်ကူတော့တက်ဆိုင်ရာလုံငန်းစင်ကနဲ့ရုပ်ကျင်းဝင်ပေးအရမည်ဆိုပြီးထုတ်ပြန်ထားကြောင်း WAG ရွှေပြောင်းမြန်မာအလောက်သမားကုမ္ပဏီရှောင်းချောက်ရဲ့အဖွဲ့မှကုမုံတိုင်းကပြောဆိုထားပါတယ်အစိုးရကောင်းတယ်ဆိုတာအဲ့လိုမျိုးကိုခေါ်တာမြန်မာနိုင်ငံဆိုရင်တော့ထုတ်ပြန်ကြတဲ့အများကြီးရတယ်ဆိုတော့ကြည်ကြတဲ့တာပေါ့ဘလောက်စီကုမ္ပဏီမလဲဆိုတာကိုတော့အစိုးဖက်ကအကောင်ကောင်းလိုက်တဲ့တဲ့နောက်တဲ့ဧပြီလတရက်နေ့တွေမလေးတိုင်းမင်းချမြုပ်နေတလောက်မြုပ်ရွာမှာ ကင်ပတ်ထွက်တဲ့စစ်ကောင်စီစစ်ခွေးများကိုရှောင်းတခင်ပိကတ်တိုက်ခိုက်ရာနှကောင်တိတ်ဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့မင်းချမြုတ်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောဆိုထားပါတယ်ဒီလောက်မြန်မာနိုင်ငံအလီပိုင်းမှာလူတေမှုတွေဒုက္ခတွေနဲ့ကြုံနေရတဲ့ချိန်မှာစစ်ကောင်စီစစ်ခွေးတွေကဘာလုပ်နေတာလဲဆိုတော့ဘော်ဒါတွေဆွေးတယ်ကွရွာတွေမှာလည်းအင်မီရှုတယ်ဟောစကိုင်းတိုင်းမကွေးတိုင်းဖက်မှာတော့ရွာတွေကိုမီရှုတယ်အဲ့ဒီကောင်တွေကလူမဟုတ်ဘူး PDF တွေ NUG တွေဒိုင်းတန်းလက်နဲ့ဂိုင်းတွေစနေရက်နိုင်စနေရက်မှာပြည်သူတွေဒုက္ခရောက်တယ်ဆိုတာကိုမြင်ကြပါနဲ့လို့ဒီကနေ့ပြောဆိုချင်ပါတယ်။နောက်တစ်ခုပြောချင်တာတစ်ခုရှိသေးတယ်ဗာလဲဆိုတော့မြန်မာနိုင်ငံအတွင်းမှာကုန်ပစ္စည်းရောင်းနေတဲ့တထဲတွေအစားအစာတွေဟင်းတီးဟင်းရွက်တွေအကုန်လုံးပေါ့ကွာကျေယူပြုတ်ပြီးတော့ကုန်စည်နှုံးမတက်ခိုင်းပါနဲ့လို့ဒီကနေ့တောင်းဆိုချင်ပါတယ်။အခုအချိန်မှာအချိန်ကောင်းမင်းတို့အတွက်ဖြစ်ပေမဲ့လည်းအခုအချိန်မှာမင်းတို့အတွက်ကုတူရတဲ့အချိန်ဖြစ်တယ်လို့ပြောဆိုချင်ပါတယ်။ ဧပြီလ9ရက်နေ့ယနေ့ပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲခေတာဆိုတော့ကျွန်တော်တို့ပထမဆုံးဘူချီနီမျိုးရင် ပြောသွားတဲ့စကားကိုချက်လုံးလာစင်ကြည့်အောင်ဟုတ်စစ်အကျန်းဖက်ဆေအုစုအာနာရှင်အုစုကတော့ပြည်သူတွေဘလောက်တေးတေးဘသူတေးတေးငတိမာရင်ပြီးရောသူတို့ကိုကြိုးစည်းပွားအတွက်သာသူတို့ကြည်ကြတဲ့တရားဝင်မှုလို့အခုအားလုံးကြားသိမြင်တွေ့နေရတဲ့အတိုင်းကဲစဲကွန်ကြီးအဖွဲ့တွေကိုငတိလှုပ်တဲ့နေရာဘေးတင်တဲ့နေရာတွေကို ဝင်ခွင့်ကတ်တက်တာတွေဒီသူတို့နဲ့ပလဲနံပါတ်တင်တဲ့လူလောက်ပဲသူတို့ပေးဝင်တာတွေလောက်တာပေးရပါလိမ့်မယ်ပြီးရင်ညနေဘက်ညဘက်အမောင်ဘက်ဆိုရင်ပြူစောထီးတို့စခွေးအုပ်စုတွေကသူတို့ကိုယ်တိုင်ဥဆောင်ပြီးတော့ဝလင်တင့်တဲ့နေရာတွေကို ဖောက်တာခိုးတာတွေလုပ်နေတာတွေကြားသိနေရပါတယ်ပြီးတော့လဲတောမီလောင်တောကြောင်လက်ကမောင်းခတ်ဖြစ်တဲ့ဖြစ်စဉ်တိုင်းမန္တလေးနဲ့စကိုင်းကပြည်သူတွေညဘက်အမတန်မှဆိုရင်ထိလင့်ဆိုတာနေနေရတာကိုလဲကျွန်တော်တို့အနေနဲ့စိတ်မကောင်းဖြစ်ရပါတယ် အဲကျွန်တော်တို့အနေနဲ့တက်ဆွမ်းတလောက်မိမိနဲ့လလန်းမီယာနေရာမှာကုညီကယ်ဆယ်အလုပ်တွေကိုဆောင်ရွက်နေပါတယ်ခင်ဗျာအခုဒါဆိုင်းရီတွေကျွန်တော်တော့ပို့ဖို့တင်နေကြတာဖြစ်တယ်ကျွန်တော်တို့နိုင်တလောက်ပြည်သူပြည်သူကုညီဆောက်ရှောက်ရေးကိုတိုးတိုးဝဲဝဲကြည်ကြည်လင်လင်နဲ့ကျွန်တော်တို့ဆောင်ရွက်နေပါတယ်ဒါတောင်ဝန်တည်တဲ့နိုင်ငံသားတွေအနေနဲ့လူသားတွေအနေနဲ့လူသားချင်းစာနာချင်းရှိတဲ့လူသားတွေအနေနဲ့နိုင်ငံကိုချစ်တဲ့နိုင်ငံသားတယောက်အနေနဲ့ကျွန်တော်တို့နိုင်တလောက်အလုပ်တွေလုပ်နေကြမှာဖြစ်ပါတယ်ဒီချင်းကအရေးကြီးတဲ့ကာလမို့လို့တိုးတိုးဝဲဝဲပဲကျွန်တော်တို့ဆောင်ရွက်ကြပါတယ်ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့တွေရဲ့ပြည်သူ့မှပြည်သူပြန်လဲကူညီထူထောင်တဲ့အစီအစဉ်ကိုနှောက်ယှက်ဖြစ်စည်းမဲ့ဖက်စစ်တို့ရဲ့ဘေးအန္တရာယ်ကနေလည်းကျွန်တော်တို့သတိပြုရမှာဖြစ်လို့ဖြစ်ပါတယ်။အဲ့တော့ပြည်သူပြည်သားအားလုံးအခုဖြစ်ပေါ်ခဲ့တဲ့ကြီးမားတဲ့ထိခိုက်ဆုံးရှုံးတေကြီးပျက်စီးမှုတွေဟာအဓိကဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူအစိုးရမြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာဒီငလင်ဘေးကြီးကျင်းတေရောက်လာမှာမို့လို့ပညာရှင်တွေကတွက်ချက်သုံးသပ်ပြီးသားမို့လို့စနစ်တကျပြင်ဆင် စုဖွဲ့စုဆောင်ငွေကြေးအရန်နောက်လေ့ကျင့်ဒရီတွေလို့အားလုံးပြင်ဆင်ထားပြီးတော့စောင့်ဆိုင်နေရမယ့်အစားဖက်စစ်ကျန်းဖက်လူယုံမာတွေကအာဏာသိမ်းပြီးနောက်သူတို့ထင်းတယ်လို့လောက်ခဲ့ဖြုံးခဲ့ကြပြီးဘာမှပြင်ဆင်မှုမရှိခဲ့လို့အခုပြည်သူတွေအမြောက်များတည်ကြည်ဒဏ်ရကြတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့နောက်မျိုးအဆက်ဆက်အခုလိုဆိုးဝါးလာတဲ့တဘောဘီကြီးရဲ့ထိခိုက်မှုတွေကနေမဖြစ်အောင်ကျွန်တော်တို့နိုင်ငံရေးစနစ်ကောင်းမှုလိုပါတယ်။နိုင်ငံရေးစနစ်ကောင်းမှုဆိုရင်ကျွန်တော်တို့နိုင်ငံအရေးမှာ မလို့ပဲဝင်ရောက်ဆွဲဖက်နေတဲ့လက်နက်ကင်စစ်တပ်မရှိဖို့လိုပါတယ်။ဒါကြောင့်လဲမြို့သားညညအစိုးရအပါဝင် IRO ဟိုဒီတိုင်းသားကောင်းဆောင်ကြီးများကတညညတညထဲဆန္ဒပြထားတာရှိတယ်။ဒါပါလဲစစ်တပ်နိုင်ငံရေးမှထွက်ခွာရေးဆိုတဲ့အရေးဆိုမှုဖြစ်ပါတယ်။အဲ့တော့စစ်တပ်နိုင်ငံရေးမှထွက်ခွာရေးဆိုတာစကလုံးလှလှနဲ့ရင်ကြီးကြီးပြောတာပါ။တကယ်တော့စစ်တခိုးတွေစစ်တပ်ကိုဂူလုံးလုပ်ပြီးတော့တိုင်းပြည်ဘာနာကိုခိုးနေတဲ့စစ်တပ်ကိုလို့ကိုပြန်လို့ပါလို့ပြောတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေစစ်သားကစစ်သားလို့လို့ဆရာဝန်ကဆရာဝန်လို့လို့ကျောင်းသားကကျောင်းသားလို့လို့နိုင်ငံသမားကနိုင်ငံလို့လို့လို့ကျောင်းဆရာကကျောင်းဆရာလို့လို့ကိုယ့်လို့ကိုလို့ကြတဲ့ခစ်ကိုရောက်မှကျွန်တော်တိုင်းပြည်ငင်းငယ်မှာဖြစ်ပါတယ်ကိုယ့်လို့ကိုမလို့ပဲနဲ့နိုင်ငံရေးမှာဝင်ရှုပ်ပြီးလက်နက်နဲ့ဗန်းပြဗိုလ်ကြပြီးကိုကျိုးစည်းဝါရှာစားတဲ့စစ်တခိုးများကိုအခုကျွန်တော်တို့အားလုံးတင်းကြီးတကြွတဲ့တိုက်ဖြက်ဖယ်ရှားပြီးတဘာဘီရဲ့နဲ့အားလုံးအတူကြော်လာကြပါစို့လို့တိုက်တွန်းနှုတ်ဆော်လိုက်ပါတယ်အင်းတခုတွေဟုတ်တယ် ဘူချင်းနေမျိုးရင်ပြောတာတားလက်ခံတယ်အခုလေနိုင်ငံပေါ်59နိုင်ငံမှာကုငီထုတ်ပိန့်ရေးပစ္စည်းတန်ချင်း150နီပါရရှိထားပြီလို့ဇုံမေလင်ကပြောဆိုထားပါတယ်အဲ့ဒီအကုန်လုံးတွေကိုလည်း P2C မှာရုပ်မီလာမရုပ်သေးဘူးလားဆိုတာကတော့ကိုချင်းတိမတိသေးဘူးတန်ချင်း150ကနေတာမှမဟုတ်တာအဲ့ဒါတွေကိုလည်းသူတို့ကအကုန်လုံးခုမှာပဲနောက်ဆက်တွဲကျွန်တော်တို့ဆက်ကြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ now video ငလင်ချောင်းပြန်လွန်တော်မူသောစာဖီတန်ကားတော်များအတွက်တစ်ချက်လုံးနှစင်ကြအောင်ကဲလူချင်းတို့ဒါလေးကိုတစ်ချက်လုံးနားထောင်ပြီးသွားဖို့ကျွန်တော်တောက်ဆိုချင်ပါတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ပေါ့နော်မန်လီမစိုးရင်ကြောင်းတိုင်းမှာအခုစောင်းမွေးဖြည့်ဆွေးနေကြတယ်ဆရာတော်တန်ကားတော်များတွေမှာအခုတန်ကျွန်တော်တို့ပေါ့နော်ငလင်ဘေးတံကြောင်းပြန်လွန်တော်မူသွားရှာပြီးဖြစ်ကြတယ်ဆရာတော်တန်ကားတော်များအတွက်ရေးဆက်ထားတဲ့စာလေးဖြစ်ပါတယ်အဲ့တော့နားထောင်ပြီးသွားကြပါနော်တောင်းနေပြီအမေစောင်းမွေးပြီးရင်ပြန်လာမှုပဲအမေဒါပေမဲ့ပြန်လာနိုင်တော့ဘူး ရွာရောက်ရင်အမေချက်တဲ့ဆွန်ဆွန်ဟင်းလေးလည်းမစားရတာကြာပြီမို့တဝါကြီးစားမှုပဲအမေဒါပေမဲ့ဒါမစားနိုင်တော့ဘူးဒီတစ်ခါရွာရောက်ရင်မနစ်ကလူပဲညီကိုမောင်နှမတွေနဲ့ပျော်ပျော်နေမှုပဲအမေဒါပေမဲ့မနေနိုင်တော့ဘူးမနေရတော့ဘူးအမေရွာပြန်လာတဲ့အခါပြုံးကိုစီနဲ့လာကြိုကြတဲ့ညီလေးညီမလေးတွေကိုလည်းမြင်ချင်သေးတယ်အမေဒါပေမဲ့မြင်ခွင့်မရှိတော့ဘူးအမေမမြင်နိုင်တော့ဘူးအမေ ။ရွာရောက်တဲ့အခါတငယ်ချင်းတွေနဲ့အတူလဲအုံးမှုပဲအမေ။ဒါပေမဲ့မလဲနိုင်တော့ဘူး။ဒီနေ့ရွာပြန်လာရင်ကလေးတွေကိုယဉ်ကျေးလိမ်မှာဓမ္မစကူတင်တန်းလေးဖွင့်ပြီးဘာသာရေးအသည့်တွေသင်ပေးမှုပဲအမေ။ဒါပေမဲ့မသင်ပေးနိုင်တော့ဘူး။အမေဖြစ်စေခြင်းနဲ့ဆန္ဒဖြစ်အောင်လုပ်မယ်လို့တွေးပြီးအရင်နှစ်ထက်သာအများကြီးစူးစမ်းခဲ့ပေမဲ့ကန်တရားကမျက်နှာသာမပြီးခဲ့ဘူးအမေအမေဆန္ဒပြအောင်သာမလုပ်ပေးနိုင်တော့ဘူးဒီနှစ် ဓမ္မဆရာဘွဲရရင်အမေနဲ့အမတ်တရဘွဲယူဓာတ်ပုံလေးအတူရိုက်အောင်မို့ပဲအမေဒါပေမဲ့မရိုက်နိုင်တော့ဘူးဘွဲလက်မှတ်ကင်ပြီးခုံယူနေတဲ့အမေအပြုံလေးလဲညင်ကျင်သေးတဲ့အမေဒါပေမဲ့မမြင်နိုင်တော့ဘူးအရင်ကဒီအချိန်ဆိုဆာမိုးပဲပြီးလို့ရွာပြန်ရတော့မှဆိုတော့အပျော်ဆုံးအချိန်ပေါ့အမေဒါပေမဲ့မပျော်နိုင်တော့ဘူးအမေရွာလဲပြန်မလာနိုင်တော့ဘူးဒါအကြောင်းဆရာတော်ကိုလည်းစိတ်ထဲကနေနှုတ်ဆက်ကြောခဲ့ပါတယ် ြစ်ရှိရင်ခွင်းလွတ်တော်မူပါလို့လျှောက်ထားပါဦးမယ်။တပ္ပိတ္တသင်္ခါရအနိစ္စမှုတရားနဲ့သာဖြေပါမည်။သာသွန်းနေပြီအမည်။အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုလိုပဲပေါ့နော်ဒီစာရေအတိုင်းပဲသာသွန်းနေပြီအမည်ဆိုတဲ့လူတွေလူတွေရောတန်ဃာတော်တွေရောလူပုဂ္ဂိုလ်တွေရောတန်ဃာတော်တွေရောမရေတွက်နိုင်အောင်ဖြစ်နေပါပြီ။တကယ်ကိုဝမ်းနဲ့ချီကွဲစရာကောင်းပါလေ။အခုစာလေးဖတ်ရတာလေတကယ်ကိုမှ ကျွန်တော်တို့အတွက်တကယ်ကိုဝမ်းနဲ့ချစ်ခွဲစရာလေးပါနော်တကယ်ကိုဝမ်းနဲ့ချစ်ခွဲစရာကောင်းပါလေလို့ဒီလိုမျိုးအဖြစ်ပြက်တွေကကျွန်တော်တို့မြန်မာပြည်မှာတကယ်ကိုမရေမတက်နိုင်အောင်ဖြစ်နေပါပြီဒီဥစ္စာလေးကိုကျွန်တော်တကယ်ကိုမှဝမ်းနဲ့ချစ်ခွဲမိလို့ဒါလေးကိုလူချင်းမျိုးအတွက်ပြန်လည်မျှဝေလည်ခြင်းဖြစ်ပါတယ်ဆရာတော်များကောင်းရာသူကြီးကောင်းရာဘုံနာနာတို့မြန်ဆုံးရောက်ရှိကြပါစေလို့ဆရာတော်များကိုလည်းဒီနေ့ကနေတတိယဥတင်ပါတယ်ဆေကောင်းပါဘူးကွာထပ်တော်နေပါတယ် data swindle no video ခွေးလလဆွေနဲ့ငမေးဟင်းကဲတဲ့ဗီဒီယိုတစ်ချက်လောက်ရှုချက်ရအောင်နိုင်ငံရေးပါတီတွေကရောက်နေပြီမီမီဒီယာမှတော့မတွေ့ဘူးဟုတ်ကောဟုတ်တဲ့ကြီးပြီးအချိန်မစည်းတဲ့အဲ့ဒီကြံ့ကြိုင်ကဘယ်အိတပူလဲရှိသေးတယ်ခွေးချစ်ချင်းကဲစောက်တဲ့ကြီးပြီးအချိန်မစည်းဘူးစောက်ဘဲရမီဒီယာတွေမားတွေမတွေ့ပါဘူးဘယ်တော့မှဒီနိုင်ငံဒီလိုလူတွေတိုင်းပြည်အုပ်ချုပ်လို့မရဘူးဟမ် ကိုလုံးအောင်ပါအဲ့ဒီတက်ကရဲမှာတေချင်းသောနဲ့တေမဲ့စောင်းတက်ကြီးပြီးအချိန်မရှိတဲ့ဘဲတွေကိုရှိသေးတယ်ကိုတင်းရလည်းကျွန်တော်ကြည့်လိုက်ရတယ်ဖဲမီဒီယာတွေတွေ့လေတဲ့ကျွန်တော်တို့ကမီဒီယာသမားမဟုတ်ဘူးတော့ကျွန်တော်ကစပီကာသမားအော်တဲ့အရာကိုကျွန်တော်အော်မှာကိုလူကြီးကြီးတာလူစမ်းမှာလူပြည်ရောမှာမတွေ့ဘူးလား တဲ့နေရာမဟုတ်ဘူးလေပြီးမဲ့တော့ပြီးမဲ့မီဒီယာပေါ့ NB news ဆို NB news နေရာမီဒီယာပေါ့ခင်ဗျားတို့အဖွဲ့အစည်းလုပ်တဲ့လူတော်မှနေရာတန်းကိုလိုက်လုံနိုင်လားဟုတ်ကျွန်တော်လည်းလာပြီးတော့ဟိုတလောကတိုက်ခိုက်တာအဲအကောင့်မှကြီးနေမိုင်းဝေတို့ကိုတက်တို့နော်ကာနေကြီးတွေဒါလည်းတယောက်ကတိုက်စီရပုံမှုလို့တယောက်ကရန်ကုန်တိုင်းကာနေကြီးတို့ကြီးတယ်တို့ကိုပြောတာမှမဟုတ်တာ တူကူတူမီဒီယာထင်းနေတာလားမသိဘူးဒီငမေဟင်ကကြိတ်ကြပေါ့မင်းတော့အချင်းချင်းကြိတ်တာကတော့ကြီးလောက်ကောင်းတာပေါ့ကွာနောက်ထပ်သတင်းပြောင်းရှာရှိလို့ခဏလေးပြောအောင်မယ်ငလင်ကြောင့် ठी ခိတ်ပစ္စည်းတွားဒီဒေတာများအတွက်ကိုငင်ကေစေးရဲနဲ့ပြန်လေတီထောင်ရဲအတွက်ငဒူးလှိုင်ကကျက်900ဘီလီယံအသုံးပြုတ်မယ်လို့ပြောဆိုထားပါတယ်ကျက်900ဘီလီယံကလုံးဝမလုပ်ဘူးတခြားနိုင်ငံတွေကကိုငီတဲ့ဖိတ်ဆန်တွေအများကြီးဘယ်မှာသွားထားမလဲစဉ်းစားကြည့်အယူကောင်ကအကုန်စားမှာခွေးမျိုးတွေ ကျက်900ဘီလျံကမြန်မာဝင်နဲ့ပြောတာပြောတော့ပြောရဲတယ်ကွာခွေးသားကကေဒါဆိုရင်တော့ not video တယောက်ကေစီရဲ့ချက်ချင်နေကကိုပိကတ်ကြောင့်ဆိုမေးလင်ဝင်ခိုင်တဲ့အတန်တစ်ချက်လုံးနဲ့စင်ကြအောင်ဒီမီဒီယာများနေမြန်နေတဲ့ကျွန်တော်တို့ TNL ကတင်လိုက်တဲ့တရုတ်ကြက်ချီနီရင်တန်းပြစ်ခတ်မှုနဲ့ပတ်သက်ပြီးကျွန်တော် ပြောကြပါမယ်။ကျွန်တော်နိုင်ငံမှာနိုင်ငံတကာအကူအညီများလက်ခံပြီးတော့ငြိမ်းငြိမ်းနာနဲ့ပတ်သက်ပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေထောက်ပံ့ရေးပစ္စည်း လက်ခံတဲ့လုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်။အဲဒီနေရာမှာကျွန်တော်တို့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံနေရာနေတဆင့်ဆက်သွယ်ပြီးမှကျွန်တော်တို့ဆောင်ရွက်တာမျိုးဖြစ်ပါတယ်။အားလုံးကလည်းဒီလိုပဲဆက်သွယ်ဆောင်ရွက်နေကြဖြစ်ပါတယ်။အခုဖြစ်ခဲ့တဲ့အဖွဲ့အနေနဲ့ဒီမြန်မာနိုင်ငံကရောသက်ဆိုင်ရာတန်ယုံစစ်တန်ယုံကိုကျွန်တော်တို့အကြောင်းကြားထားခြင်းမရှိဘူးဆိုတာတော့ပထမဦးစွာကျွန်တော်တို့သိရပါတယ်။ဖြစ်စဉ်အနေနဲ့ကတော့ဖြစ်စဉ်နေရာလဲ နောင်ချိုမြို့နယ်အုံမတီရွာနီမှာဖြစ်ခဲ့တာဖြစ်တယ်။အဲဒီနေရာမှာလဲဒီတပ်မတော်နယ် TNL အကြမ်းဖက်တောင်းချမ်းသူတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာတွေကိုကျွန်တော်တို့အားလုံးသတင်းများသိရှိနိုင်ပါတယ်တွေ့ရှိနိုင်ပါတယ်ဒီဖြစ်စဉ်မှာဧပြီလ10ရက်နေ့ည9:00နာရီခွဲလောက်မှာဒါနောက်ချိုဘက်ကနေပြီးရင်တန်းပေါ့ကိုစင်းလောက်ပါလို့ပြောပါတယ်ဒါတော့တွေ့ရပါတယ်အုံမဒီရွာနာမှာကျွန်တော်တို့တပ်မတော်လုံခြုံရေးအဖွဲ့ရှိပါတယ်တပ်မတော်လုံခြုံရေးအဖွဲ့ အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာ တားဆီးပါတယ်တားဆီးလို့မရပါဘူးဒါမီတာ100လောက်မီတာ200လောက်အကွာကတည်းကမီးထိုးပြီးတားဆီးတယ်တားဆီးလို့မရမီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးဘော်ထောင်ပြီးတနတ်3ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ်ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြမ်းပြင်းသိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့တမတော်အနေနဲ့ရောတာဝန်ရှိသူများအနေနဲ့ရောဒါစုံစမ်းနေပါတယ် ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဒါမင်းမြန်နေပါတယ်တချို့ပုံတွေမှာတက်လာတူလာလို့လို့မယ်ဒီကားတွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံကားတွေပါပဲမြန်မာနိုင်ငံနံပါတ်တွေနဲ့ကားတွေပဲဖြစ်တာ ው ဒီတရုတ်ကျက်စိန်ကြီးအသင်းဆိုတော့ပြောပါတယ်မြန်မာနိုင်ငံကုန်ကားတွေနဲ့ပဲဖြစ်ပေါ်လာရှိပါတယ်ဒါပဲပြောပြောမြန်မာနိုင်ငံခုလိုအခက်အခဲကြုံတွေ့နေရတဲ့နေရတဲ့အချိန်မှာကူညီကယ်ဆယ်ပေးတဲ့စာနာထောက်ထားပေးတဲ့ထောက်ပံ့ပေးတဲ့ ဖွဲ့စည်းများနိုင်ငံများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ကြိုတင်အကြောင်းကြားခြင်းဤနိုင်ခြင်းများလုံခြုံရေးအကူအညီရယူဆောင်ရွက်ခြင်းများကိုတော့ဆောင်ရွက်ပေးကြဖို့မြစ်တာရက်ခံလိုပါတယ်။ဒါနဲ့ပတ်သက်ပြီးပြည်ပြမီဒီယာတွေနိုင်ငံရေးအမျက်ထုတ်လို့တဲ့အဖွဲ့အစည်းတွေရဲ့ကောလာဟာလသတင်းထုတ်လွှင့်ချက်တွေကိုအထူးဂရုစိုက်ဖို့လည်းကျွန်တော်တို့လည်းကြိုးစားလိုပါတယ်။တဲ့ဒင်းလင်းဆိုမေးလင်း သူတို့ပြောသည်များအားလုံးကိုအမှန်တခြားမီဒီယာတို့ရေးသည်များပြောသည်များအမှန်ဩကုဖင်ကိုလည်းကြည်ပါဦးကုမျက်နာကိုလည်းကြည်ပါဦးကျွန်တော်ကခွေးလာလူလာဆိုပြီးမှမှန်တဲ့မှာတွားကြည့်ပါဦးလို့နော်ဟုတ်ကဲ့ပါတော့ငယ်ကျွန်တော်ဒီနေ့ညနေပိုင်းဒီဆက်မှုကတော့ဒီလောက်ပါပဲချေမြတ်ချစ်ချင်ပါတယ်ကျမကြီးကုစိတ်ကြပါ I love you all God bless you all thank you for your time